ား MNDA တက်ဆွဲထားတဲ့ရှမ်းပြည်မြောက်ပိုင်းဟိုရနံပေါင်းမေဟန်နောင်မွန်နားစော့ဒေတာကတက်တွေကိုနိုဝင်ဘာလ22ရက်ညနေပိုင်းကစပြီးလောက်ကင်ဘက်ကိုရွှေ့ပြောင်းနေပြီလို့ MNDA နဲ့နှိဆက်သူတူစီကသိရပါတယ် MNDA တက်ဆွဲထားတဲ့နံပေါင်းမိုင်းရဲ့ဟိုရလမ်းကြောတစ်လျှောက်ကတက်စခန်းတွေကိုရွေးကောက်ပွဲမတိုင်ခင်စုခွာပေးဖို့စစ်ကောင်စီကတရုတ်ကနေတဆင့်တောင်းဆိုထားတယ်လို့လဲဆိုပါတယ် တက်တွေစရွှင်နေပေမဲ့လုံခြုံရေးဂိတ်တွေခြားထားဆဲဖြစ်တယ်လို့လည်းသိရပါဗျ။2008တိုင်ပြန်ဆုတ်ရမယ်ဆိုရင် MNDAA ဆုတ်ခွာရမယ်နယ်မြေတွေထဲမူဆယ်105မိုင်ပါပြီ။ဒီလိုဖြစ်လာမယ်ဆိုရင် AA တို့နဲ့စကောင်စီ ရှမ်းမြောက်မှာထိတ်တိုက်ရင်ဆိုင်ရနိုင်တယ်လို့စစ်ရေးအကဲခတ်တူကသုံးသပ်ပါတယ်။စစ်ကောင်စီကစစ်မတိုက်တော့ဘူး။တရုတ်အားကုန်နဲ့ပဲလာရှိုးလို့ပြန်တောင်းမယ်။105မိုင်ကိုကိုးကန်းကပြန်ပေးနိုင်ပေမဲ့ AA ကမပေးဘူးဆိုရင်တိုက်လာနိုင်မလား။ အခုမူဆယ်မှာအင်အားဖွဲ့စည်းနေတာတွေက105မိုင်အတွက်ဖြစ်နိုင်တယ်လို့သူကဆိုပါတယ် MNDAA ဟာ1392ခုစစ်စင်ရေးနှစ်ခုလုံးမှာစစ်ကောင်စီရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်အပါအဝင် လာရှိုးလောက်ကိုင်းချင်းရွှေဟော်မွန်ဂို ဖောင်ဆိုင်ကုံချံပန်လုံးကွမ်းလုံးတိန်နီ တာမွန်ငယ်ပန်ဆိုင်မြို့တွေကိုသိမ်းပိုင်နိုင်ခဲ့ပြီးလာရှိုးမြို့ကိုပြီးခဲ့တဲ့ဧပြီလကတရုတ်ဖိအားကြောင့်ပြန်လွှဲပေးခဲ့ရပါတယ်